နာနာဂီရီစင်ကြီးအားအယက်မူးအောင်တိုက်ပြီးဗုဒ္ဓကိုပင်အန္တရာယ်ပြုရန်ကြံစီခဲ့ကြသည်ကိုဖတ်ဖူးမှတ်ဖူးကြပေလိမ့်မည်။အယက်သေးစားဆိုသည်ကအရှာကုံတတ်တီများအပြင်မူးရစ်သည်၊တွေးကြွသည်၊တွေးဆူလွဲဤဆိုသည်ကတော့အားလုံးသိကြသည်။မလုတ်ရဲမပြောဆိုရဲသောကိစ္စဖြစ်မြောက်အောင်အယက်တော့ပြီးရဲစေးတင်လေးရှိကြသည်။မြန်မာစစ်တပ်တွင် အာမီရန်ဆိုသည်ကရုရှားနှင့်ပါဝင်သည်။ငှက်ပြားကာကွယ်ဈေးထည့်ထားပြီးငှက်ပြားကာကွယ်ရန်ရည်ရွယ်ခဲ့သည်။ရခိုင်အခါကစစ်တိုက်သောအခါမြန်မာစစ်တပ်သည် မိမိစစ်သားများအားရဲစေးတင်ရန်အရက်ဖြူကိုပလတ်စတစ်ပုံးလိုက်ချပေးပြီးစိတ်ကြိုက်တောက်စီကရဲစေးတင်ခဲ့သည်ဟုကြားဘူးဖတ်ဘူးခဲ့သည်အခုတော့ခေတ်တွေပြောင်းသွားပြီကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါ ဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်စောင်းပါတစ်ပုဒ်ကတော့အေယာဝရီမှစောင်းပါရှင်ခင်မမရေးသားတဲ့မြန်မာစစ်တပ်ဆေးဆွဲနေပြီဆိုတဲ့စောင်းပါပဲဖြစ်ပါတယ်။အခုတော့ခေတ်တွေပြောင်းသွားပြီ။ပြီးခဲ့သော၁၀နှစ်ကာလအတွင်းမြန်မာစစ်တပ်နဲ့ရဲတပ်ဖွဲ့အတွင်းသုံးဆွဲလာသည်မှာယာမခေါ်မြင်းစည်းခေါ်စိတ်ကြွစည်းဖြစ်သည်။ရှမ်းပြည်နယ်တွင်တာဝန်ကြားသည့်စစ်သားများကအစာပြုပြီးယာမကိုမြန်မာစစ်သားများဆွဲလာကြသည်။နောက်ပိုင်းအရာရှိငယ်များပါယာမရှူလာကြသည်။ထို့နောက်မြင်းစည်းအပြင် ရေခဲခေါင်းခါစေစသဖြင့် တပြည်လုံးအနှံ့စိတ်ကြွစည်းများပြန့်နှံ့လာသည်နှင့်အတူတပြည်လုံးအနှံ့ရှိစစ်တပ်များအတွင်စိတ်ကြွစည်းတုံးဆွဲမှုများပြားလာသည်မူရစေဝါမျိုးစုံလာတော်လဲယာမကဈေးအပေါ်ဆုံးဖြစ်၍မြန်မာစစ်တပ်နှင့်ရဲတပ်ဖွဲ့အောက်ရှေတွင်အသုံးအများဆုံးဖြစ်သည်ရခင်အခါကနှလုံးသုံးလုံးရှဲထီရောင်းသောဒိုင်များကိုနေကန်ရဲများကလိုင်းကြီးတောင်းလင်ပတ်ဆံသာတောင်းတော်လဲနောက်ပိုင်းပတ်ဆံအစားယာမဗနပြားဟု၍တောင်းသည်ဟုနေပြည်တော်ရှိရှဲတိုင်များကပြောပြပူသည်တောင်းသည့်ယာမအကြီးအတွက်ကများ၍ဘာကြောင့်လဲဟုမေးကြည့်တော့ နေပြည်တော်လွတ်တော်ဝင်အတွင်တာဝန်ကျနေသောရဲတပ်ရင်းကလာနေရှိအပြင်ထွက်ခွင့်ပိတ်ထား၍သူတို့ထံပို့ပေးရမည်ဆိုသည်ထို့သောနေပြည်တော်ရဲကရာမလိုင်းကျေးတောင်းသောကာလသည်လွန်ခဲ့သော၁၀နှစ်ခန့်ကတည်းကစသည်ဟုရှဲတိုင်းများကပြောပြကြသည်ရာမခေါ်မူရစီကအရက်နှင့်မတူအရက်ကမိုးလင်သွေးကြွတတ်သည်ရာမရှူလင်တော့ဆေးကြောင်သည်ဟုအများကသတ်မှတ်ကြ၏ဆေးကြောင်သည်ဆိုသည်ကစိတ်ကြောင်ပြီးအသိစိတ်ပြောင်းနေခြင်းဖြစ်သည်အစောပိုင်းကာလကမူရစီဝါဆေးဆွဲသည့်ပြဿနာကို တက်တွင်း၌ကင်တွေရန်စ조사ခဲ့သည်သည်သို့သောပြင်းပြင်းထန်ထန်ကင်တွေခြင်းမပြည့်ရဲကြအကြောင်းကတက်သားရေတောင်းမြစ်ပြဿနာဖြစ်သည်တက်ထဲဝင်သူနေပါနေခြင်းတက်သားသည့်များဝယ်ယူနေရခြင်းတွင်ချီပြီးသားတက်သားများကိုယာမချူသည့်အပြစ်ကြောင့်ထောင်ချပြီးတက်ကထုတ်ပြရန်ဝေးစွာပြင်းပြင်းထန်ထန်အရေးယူပါကထွက်ပြေးမည်ဆိုသဖြင့်ချိန်ဆနေကြရသည်ထို့ပြင်ယာမကြောင်သည့်စစ်သားများကိုအလောက်ခိုင်းပါကစေးကြောင်ပြီးမနာဒန်လောက်တဲ့သည်ဖြစ်ရာစစ်ဘုံများအတွက်အကွက်ကောင်းဖြစ်သည် ို့ဖြစ်ရာတက်တွင်း၌ယာမချူခြင်းသည်တိသာတိစေမမြင်စေနှင့် policy ဖြစ်ရှိတတ်နေတော့၏ထို့သောပြင်းပြင်းထန်ထန်အရေးယူနိုင်ခြင်းမရှိသည့်အောက်တွင်တက်တွင်း၌ယာမမှုရစေသုံးဆွဲခြင်းပြန့်နှံ့လာခဲ့သည်စစ်သားများသည်လည်းစေးကြောင်နေသည့်စစ်သားများဖြစ်လာကြသည်ယာမမြင်စေရေခဲခေါင်းခါစိတ်ဆသည့်အမဲဆုံးမှုရစေများသည်များစွာသောငွေကြီးအကျိုးမြတ်ကိုလည်းပေးသည်ဖြစ်ရာမြန်မာစစ်ဘုတ်ချုပ်များအတွက်ငွေတွင်လည်းဖြစ်သည်အထူးသဖြင့်ရှမ်းပြည်နယ်ရှိစစ်တိုင်း၄တိုင်းတွင်တာဝန်ကျသည့်တိုင်းမှုနှင့်စစ်ဘက်အရာရှိအဆင့်ဆင့်အတွက် မူရစ်စေးရောင်းဝယ်ဖောက်ကားခြင်းကိုကိုယ်တိုင်လုပ်เสียရမလို့ပဲအကာအကွယ်ပေးခြင်းသည်သူတို့၏ဝင်ငွေဖြစ်လာသည်ချမ်းပြည်နယ်ရှိမြောက်များစွာသောစစ်တပ်လက်အောက်ခံပြည်သူစစ်များကိုအကာအကွယ်ပေးခြင်းဖြင့်မူရစ်စေးမှဝင်ငွေကောင်း၏တရိတ်ကန်တိုင်းစစ်တနာချုပ်ရှိလာဟုနှင့်အခါပြည်သူစစ်များအရှိပိုင်းတိုင်းနှင့်အရှိအလဲပိုင်းတိုင်းနယ်မြေအတွင်းရှိမတ်ကျန်းနာရိုင်း S3 လုံးစသည့်ချမ်းပြည်သူစစ်များပေါ်ပြည်သူစစ်များအရှိမြောက်တိုင်းစစ်တနာချုပ်နယ်မြေအတွင်းရှိမုံဝန်တရုတ်ချမ်းကောင်းခါကချင်ပြည်သူစစ်များသည် မူရစ်စေဝါမျိုးစုံရှက်လုတ်ဖြန့်ဖြူးရောင်းချရာတွင်အဓိကအခန်းကပါဝင်ပတ်သက်နေသူများဖြစ်သည်တိုင်းအဆင့်စစ်ဘက်အရာရှိကြီးများ၏ငွေရင်းလည်းဖြစ်သည်တခါတရံပြည်တွင်းပြည်ပဖိအားများကြောင့်တချို့တလေကိုအဖမ်းပြရသည်များရှိတော်လဲအဓိကအပိုင်းကုန်မူရှမ်းလက်ဖုံးကွယ်ထားလိမ့်ရှိသည်ပြည်သူစင်များရံမုံငွေချခြင်းနှင့်ပတ်သက်၍မြဝရီတရှိလိတ်မိုးဆဲလောက်ကင်စသည့်နေဆက်ဒေသများ၌ကာစီနိုလောင်းကစားဝိုင်းများဖွင့်ခွင့်ပြုခြင်းသည်မြန်မာစစ်တပ်၏တရားဝင် policy ဖြစ်ပြီးအရသာအစိုးရလက်ထက်တုန်းကလည်းဝင်ရောက်ဆွတ်ဖက်ခွင့်မရှိပေ။ သို့တော်ပြည်သူစစ်ရန်ပုံငွေအတွက်ကာစီနိုသည်တရားဝင် policy ဖြစ်တဲ့ကဲ့သို့မူရည်စေဝါကမူတရွဲတဲပါသည့်နားလည်မှု ဖြစ်သည်မြန်မာစစ်တပ်အတွက်၎င်းစစ်ဗိုလ်ချုပ်များအတွက်၎င်းငွေရင်းဖြစ်သည်ယနေ့နာမည်ကြီးနေသည့်ချွေကုတ်ကုံမရသည့်အခွန်များစုမှလည်းနေပြည်တော်စစ်ရုံးသို့ဆက်သရသည်ထို့ကြောင့်လည်းမြန်မာစစ်တပ်လက်အောက်ခံနေကြဆောင်တပ်ဤထိန်ချုံမှုအောက်ရှိရွှေကုတ်ကိုကာစီနိုသည်မြည်မြနာမည်ပြက်နေတော်လဲစစ်ဗိုလ်ချုပ်များ၏အကာအကွယ်ဖြင့်ရပ်တည်နိုင်သည်ဤသို့မြန်မာစစ်တပ်ထိတ်တန်းစစ်ဗိုလ်ချုပ်များက ြည်သူစင်များကိုအမြေခံခိုင်းပြီးငွေရှာကောင်းနေစဉ်တွင်အောက်ရှိအရာရှိအဆင့်ဆင့်ကလည်းပြည်တွင်းတွင်မူရစ်ဆေးတည်၍စီးပွားခြားကြသည်တဦးချင်းမူရစ်ဆေးဝါတည်သည့်မြန်မာစစ်တပ်အရာရှိများတပ်ဖွဲ့ဝင်များကိုမကြာခဏဖမ်းဆီးရမိမှုများတွေ့ရှိရသကဲ့သို့ခြေတန်းစစ်ကြောင်းထွက်သည့်သို့မဟုတ်ပြန်သည့်စစ်တပ်များကမူရစ်ဆေးဝါတည်သည့်ထိုသို့သောတည်င်းများကိုမြန်မာစစ်တပ်ကဖုံးဖိလေရှိသည်တို့တော့ဖုံးမရဖိမရတဲ့ရင်အစနာကနေရာတိုင်းထွက်နေသည်။မူရစ်ဆေးဖြစ်စစ်ဘုံကျုံများကငွေရှာ အောက်ရှိစစ်သားများကဆေးဆွဲသည့်ဖြစ်ရမြန်မာစစ်တပ်တွင်အချိန်ကာလတစ်ခုအမြင့်တွေခဲ့ပြီဖြစ်သည်စစ်တပ်နှင့်နှီးဆက်သည့်တရင်ချင်းမြင့်များအဆိုအရလက်ရှိကာလတွင်မြန်မာစစ်တပ်၏စစ်သားများကိုမူရစ်စေဝါနှင့်ပတ်သက်၍ဆေးစစ်ပါကအများစုမလွတ်နိုင်ဟုဆိုသည်၂021ခုနှစ်စစ်တပ်ကအာဏာသိမ်းပြီးနောက်လူဒူအားရက်ဆက်ကြမ်းတမ်းစွာနှိပ်ကုပ်လိုသည့်မြန်မာစစ်ဗိုလ်ချုပ်များကအောက်ရှိတပ်များကိုရက်ဆက်သည့်အမိန့်များပေးလာသည်လူဒူ၏ရက်ရွာအိုးအိမ်အဆောက်အအုံများစီးပွားရေးလုပ်ငန်းများဘာသာရေးအဆောက်အအုံများပါမကျန် မီးချို့ဖြက်စီးပြီးမြေလံစနစ်ကျင့်သုံးခိုင်းလာသည်ထိုရက်ဆက်ကြမ်းကြုတ်မှုများပြုလုပ်ခိုင်းသည်ကိုလက်တွေ့လှုပ်ဆောင်ရမည့်စစ်သားများသည်ပုံမှန်အသိစိတ်ပြောက်နေမှလူစိတ်ပြောက်နေမှဖြစ်ရာ၎င်းတို့လုံနေကြဝါဒဖြန့်ရှိမှုဖြစ်သည့်အမျိုးပါသာသာသနာနှင့်မလုံလောက်တော့ပေသို့နှင့်မူရစ်စေးသည်မြန်မာစစ်တပ်အတွက်မောင်းနှင်အားဖြစ်လာသည်မူရစ်စေးသုံးဆွဲ၍အသိစိတ်လွတ်နေပါမှမြည်သည့်ရက်ဆက်ကြမ်းကြုတ်မှုမဆိုလောက်ကင်နိုင်သည်ဖြစ်ရာရခင်ကတိတာတိစေမမြင်စေနှင့်မှသည်မူရစ်စေးသည်မြန်မာစစ်တပ်အတွက် ရက်ဆက်ကြမ်းကြုတ်မှုများပြုလုပ်ရန်မောင်းနှင်အားအဖြစ်မြန်မာစစ်ဗိုလ်ချုပ်များအသုံးပြုလာတော့သည်မူရစ်စေဝါသည်လက်ရှိမြန်မာစစ်တပ်အတွင်းတွင်အာမီရန်တပ်ဖွဲ့ရုရှင်ဖြစ်လာတော့သည်လက်တလော့တွင်နေရသည့်မြန်မာစစ်တပ်ကကျူးလွန်နေသောအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုများတွင်တွေ့နိုင်သည်မှာတေဆုံးသူများအားတနက်ဖြစ်တစ်ချက်တည်းဖြစ်သက်ခြင်းမျိုးမဟုတ်တော့ပေနှိပ်စက်မှုညှဉ်းပန်းမှုများစွာပြုလုပ်ခြင်းခေါင်းဖျက်ခြင်းဘိုက်ဖောက်ခြင်းအမျိုးသမီးများကိုမရင်ကျင်းသည့်အပြင်မိမကိုအင်္ကာအားဓာပြစ်ဖျက်ဆီးခြင်း တတ်ထားသောသူများအားကိုလက်အင်ကအစိပ်ပိုင်းများကိုအပိုင်းပိုင်းဖျက်တောက်ခြင်းများကိုတွေ့နေရသည်။ဤသို့ပြုမှုခြင်းများသည်ပုံမှန်စိတ်ရှိသူများပြုလုပ်နိုင်သည့်လောက်ရမျိုးမဟုတ်ပေ။အရက်ထဲတွင်စိတ်တစလူသက်သမားများ၏ပြုမှုပုံများဖြစ်သည်။ပြောရရင်အသိစိတ်လွတ်နေသောသူများ၏ပြုမှုမှုများဖြစ်သည်။မူရစ်စေရှူပြီးစေးကြောင်နေသောစစ်ဘိုစေသားများ၏လောက်ရများဖြစ်သည်။တာမန်အသိစိတ်ရှိချိန်တွင်မလုံနိုင်သည့်လောက်ရမျိုးအားကျူးလွန်စေရန်မြန်မာစစ်တပ်စစ်ဘိုချုပ်များသည်သူတို့၏တပ်သားများကိုမူရစ်စေတုံးဆွဲမှု ခွင့်ပြုပြီးစေခိုင်းနေခြင်းဖြစ်သည်အရက်တိုက်ပြီးရဲစေးတင်စေသည့်လောက်ရက်များထက်များစွာစိုးဝါသည့်လောက်ရက်ဖြစ်သည်မြမစစ်တပ်စစ်ဘုံချုပ်များကမူရစ်စေးဆွဲနေသောစစ်သားများဖြင့်ရက်ဆက်ကြမ်းကြုတ်မှုများကိုအကောင့်ထဲပေါ်၍ရသဖြင့်ချိန်နဲ့နေကြပုံရသည်မူရစ်စေးဆွဲနေသော စေးကြောင်နေသောပုံမှန်စိတ်မရှိသောစစ်သားများသည်အမြဲတစေသူတို့၏အမိန့်များကိုနားထောင်နေလိမ့်မည်ဟုပဇွန်အုံနောက်နှင့်စစ်ဘုံချုပ်များကယူဆနေကြသည်အမြဲတမ်းလဲခိုင်းကောင်းနေလိမ့်မည်ဟုပေါပေါတန်တန် ယူဆနေကြသည်ဆေးကြောင်နေသောပုံမှန်စိတ်မဟုတ်သောစစ်သားများသည်အချိန်မရွေးသူတို့ကိုအမိန်ပေးနေသည့်စစ်ဗိုလ်ချုပ်များကိုပြန်လဲရန်ပြုနိုင်သည်ပြန်လဲပြစ်ဒဏ်နိုင်သည်ထင်ရှားဆိုင်နိုင်သည်ကိုထဲ့သွင်းစဉ်းစားပုံမရဆေးကြောင်၍ထိမ့်မနိုင်သိမ့်မရအသည့်စိတ်လွတ်နေသောစစ်သားများ၏လက်ချက်ဖြင့်ပဇွန်အုံနောက်နှင့်စစ်ဗိုလ်ချုပ်များဇီဝိန်ချုပ်ရင်းကိုရှူးကိုပတ်မီအားတိတ်မဝေးသော ကာလတွင် တွေ့ရပါကအံ့ဩစရာမရှိပေ။စောင်းပါရှင်ခေမမအဆုံးထိနားတော်မိတဲ့အူချင်းစီကိုကျေးဇူးထူးတင်ပါတယ်။ ကျွန်တော် channel မှာယခုကဲ့သို့စာပြီးစောင်းမများကိုသဘောကျနှစ်သက်တယ်ဆိုရင် channel မှာတင်တိုင်းသိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဗေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့မြေတရက်ခံပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်